လူတွေကျွန်တော်တို့ကောက်ပါအဲ့ဒီမှာကျွန်တော်အာဂတိကင်းဖို့လိုတယ်ငွေကြေးအချုပ်ချင်းကင်းဖို့လိုတယ်ဒါတိတ်ကိုကြီးကြီးတယ်ဒီနှစ်ချက်ကိုလွတ်ပြီးဆိုရင်ကြိုက်တာအကုန်လုံးအားလုံးတရရတယ်ဒါကြောင့်ဆိုနိုင်ငံတော်ကာဝေးနဲ့ပတ်သက်အားလုံးတရရတယ်150ပေါ့150ကင်းမုံ30အဆက်အသွယ်မရတော့တာမေလ300နေတယ်လုံးဝအဆက်အသွယ်မရတော့လက်ရှိအချိန်မှာတော့အာခတ်တက်တော့ကြီးရအမှတ်30နဲ့တက်ရင်ဘညာမကြီးလက်စကန်တက်ဖို့တော့အဲ့ဒီကကာကင်းနေအကုန်လုံးအနည်းကကာကင်းနေအကုန်လုံးဆိုထုံးစစ်ဆင်းနေတယ် ဟိုင်းချယ်ရမီဝပြည်သူညီကောင်မတော်များအားလုံးမင်္ဂလာပါ news beat channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်မေလ10နေ့ရက်ကျွန်တော်ချက်တပရီနေ့မနေ့ပိုင်းမှာတော့စုံချတရတဲ့မနေ့ပိုင်းတော်လန်တရင်းကောင်များဆောင်ရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တော်တူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေနဲ့ဒီမနေ့မှာတော့စုံချတရတဲ့ပေါ့နော်ဦးဖြဖြတော်လန်တရင်းတို့တရင်းကောင်လေးတွေကြည့်လိုက်ရအောင်ပေါ်မှာစုံတရင်းတို့ဘိုးအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်တိုက်ပွဲတွေရုရှားနိုင်ငံနဲ့ပြီးတော့မှ တင်တန်းဆရာတွေနဲ့တင်ကြားထားတဲ့ Super မှာ PNO PNA ပြည်သူ့စစ်တွေရဲ့အထူးကွန်မန်ဒိုတပ်သားတွေရှေ့တန်းမှာတည်ဆုံနေရတယ်ဆိုတော့တရင်ကောင်းလေးပဲဖြစ်ပါတယ်။ရောင်ရှင်မြို့နယ်ရွေးအပူရွာဘက်ကိုကွန်မန်ဒို Super မှာစစ်ကြောင်းထိုးလာတဲ့ပအိုးဘာသာစကားနဲ့အသေးခံတပ်သားလို့ဩပြီးတော့တက်လာတယ်။ဟုတ်တယ်သူတို့ပြောတာမှမဟုတ်ဘူး။သူတို့ဟာကွန်မန်ဒိုတွေအသေးခံတပ်သားတွေဆိုတာတကယ်ဖြစ်နေတယ်။တက်လာတဲ့ကောင်တွေတည်သွားကြတယ် Super မှာ IPDF တောင်ဝင်ရှေ့သူတို့ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီ PNA ပြည်သူ့စစ်ကွန်မန်ဒိုဆိုတဲ့ကောင်၅ရောက်ထက်မနေတဲ့ဘူးတည်တယ် Super မှာ အပီဒီအက်ဖ်ဘော၃ရက်နဲ့ပြတော့မှာရေပူရွာနေတက်ပွဲဖြစ်စဉ်ပေါ်မှာရှင်းပြထားတာပဲဖြစ်ပါတယ်ရုရှားနိုင်ငံနဲ့ပြည်မတင်တန်းနီးပြတွေငါပြည်မပီအန်အိုရဲ့အထူးကွန်မန်ဒိုတပ်သားတွေပတ်စင်တဲ့တင်တန်းစင်ပွဲကိုမေလာနေနေ့ကနေပြုလုပ်ခဲ့ပြီးတော့မှစစ်ကောင်စီရဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်အရာရှိတွေကလည်းတယောက်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ဆိုတော့ဒီရုရှားပြန်တွေကနေပြတော့မှာပါနော်တင်ပေးထားတဲ့ဒီပီတူစစ်တွေကဆိုတော့အခုဆိုရင်ကျွန်တော်တော်လိုက်တဖို့နေရတယ်ပြတော့မှာရှင်းလင်းထားတာကိုတွေ့ရတာဖြစ်ပြတော့မှာတကယ်ကိုဒီရုရှားမိတ်တွေကပါနော် ဘာမှအသုံးမဝင်တော့ဘူးဆိုတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ထိုင်းမြန်မာနယ်စကရေမြို့သားစီယုံကန်ယူထဝဲခရိုင်တမဟာလေးနယ်မြေတိခိဒီတာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာထိုင်းနိုင်ငံဘက်ကိုထိုးပစ်ထားတဲ့စစ်ကောင်စီတပ်သားနဲ့ရဲ90ကျော်ရှိတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။မြေလာဆန်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားနဲ့ရဲတွေအရဆိုရင်ထိုင်းနိုင်ငံဘက်ထိုးပစ်ထားတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိပြီးတော့မှအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဘရိုဆော့ရဲ့နာဂါနဲ့မြန်မာတီးပြထားတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ ပြောတာကတော့ထွပြေးတာတော့ထွပြေးနေတယ်ဒါပေမဲ့ရန်သူကတော့သူ့စခန်းထဲမှာတော့80လောက်ကျန်သေးတယ်ဆိုပြီးတော့မှခရင်တရင်မြစ်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ကန်ညိုနဲ့တော်လိုင်းပူအောင်တရရဆိုရင်တမားလေးတမားခွန်နေမြေတွင်းမှာရှိတဲ့မြန်မာထိုင်းနယ်ဆက်စခန်းတွေကိုတက်ခတ်တင်မဲ့ဖို့စစ်တိုက်ပြုလုပ်နေတယ်လို့ကျွန်တော်ထလောင်းတရတာပဲဖြစ်ပါတယ်။အခုလိုမျိုးကျွန်တော်တော်လိုင်းရဲ့ရဲဘော်တွေကနေပြီးတော့မှစတင်စစ်ကြောင်းထိုးပြီးတော့မှနော်တက်ခတ်မှုတွေလုဆောင်နေတဲ့အချိန်မှာစစ်ခွေးနဲ့ရဲခွေးတွေအားဆိုရင်တော့သူတို့လက်နဲ့တွေနဲ့သူထန်းနေကဘက်ကိုထွပြေးသွားကြတယ်လို့တရတာဖြစ်ပြီးတော့မှအဲ့ဒီကောင်တွေဒါကျွန်တော် ဒီတောင်ပိုင်းတောင်ပြန်လဲပြီးတော့မှရောက်ရှိလာခဲ့မယ်ဆိုတော့ပေါ့နော်ကျတို့တော်လန်ရေးတဖို့ဝင်ရနေပြီးတော့မှအမြင့်ဖြတ်ချေဝုံးမယ်ဆိုပြီးတော့မှကြွေးကြော်ထားချတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့အချိန်မှာကတော့အခုဆိုရင်ကျွန်တော်တို့ကြောက်ဖြူမျိုးနဲ့မင်းသက်တောင်တိုက်ပွဲတွေမှာစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ခုလုံးလိုက်ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှဆရာလူမျိုးကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်ရခိုင်မုတ်တီလေးနီးစမ်းကြည့်ရအောင်မုတ်တီတော့ဒီနေ့တော်တော်ရောင်းကောင်းနေပြီဆက်နေရပဲနှာရှည်တွှဲွှဲနေတယ် ကြောက်ပြူမင်းတက်တောင်အခြေအနေလေးတခုရောက်ပြရှင်းပါတယ်ကြောက်ပြူမင်းတက်တောင်တဝိုက်မှာကာသင်းတခုပေါ့ဗျာအာကန်တော်ကြီးကထိုးစစ်စင်ပြီးတိုက်ခိုက်တယ်မင်းတက်တောင်တဝိုက်မှာတက်ဖြန့်ပြီးတော့ဒါမှမကြောက်မရွံ့ဗျာသူတို့မတုံမလုပ်အေးအေးကိုသွားလုတာအင်းအား80ပါစစ်ကြောင်းတရင်အဆနာကိုမရဘူးဖြစ်နေပါလေอืมဒါမျိုးကြားချင်တာနော်ဒါမျိုးဖြစ်သွားသလားဒါမှမဟုတ်အာကန်တော်ကြီးကလက်ရဖမ်းဆီးထားသလား ဲ့တော့မိသက်တော်ကာကင်း150ပေါ့150ကေမုံ30အဆက်အသွယ်မရတော့တာမေလာ3ရက်နေပြီ။လုံးဝကိုအဆက်အသွယ်မရတော့။လက်ရှိအချိန်ဒီမှာတော့အာရခတ်တက်တော့ကြီးရ။အမှတ်30နှစ်တက်ရင်ညောင်မီကြီးလာစကန်တက်ပို့တော့စကန်။အဲ့ဒီကကာကင်းကြီးအကုန်လုံးအနီးကကာကင်းကြီးအကုန်လုံးထုံးစစ်ဆင်းနေတယ်။အကျုံကာကင်းကြီးမှာအာရခတ်တက်တော့ကြီးဝင်ရောက်မရယူတာနိုင်ပြီ။ရက်တရင်30နှစ်ဘက်ကိုနောက်ဆုတ်သွားတဲ့စစ်ကြောင်းကိုတောက်လျှောက်လိုက်ရှင်းနေတယ်။လိတ်ကမော်တက်စကန်ကိုတော့ ာကတတ်တော်အီပိမ့်ပတ်ထားပြီလို့ကျွန်တော်တို့အကြမ်းရင်းသိထားရတယ်။အာကတတ်တော်အီကတော့တရားဝင်အတိမပြုတ်သေးဘူး။ကြောက်ဖြူတိုက်ပွဲကတော့တော်တော်ပြင်းပြထန်ထန်ကိုချနေကြတယ်ပြို့။ဗမောဗမောကြောက်ဖြူကြောက်ဖြူစစ်တွေးစစ်တွေး။ရန်ကုန်ရန်ကုန်မန္တလေးမှာဒီလိုကျွေးကြော်တန်နေတဲ့ဒီလိုတရားယုံကြည်။ကျွန်တော်ဒိုင်းနာကြီးအောင်ညီတော်များပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်တွေကိုဝိုင်းရံကြရအောင်။အဲတော့လောလောဆယ်တော့ကြောက်ဖြူကိုထိုးနေတဲ့စစ်တွေကိုပိတ်ထားတယ်။ တိုင်လုံးနိုင်ဖို့စိတ်ရှိတယ်။ဒါကရခိုင်မုတ်ကြီးဆက်ဆက်လေး။ကဲအဲ့တော့ရခိုင်မုတ်ကြီးဆက်ဆက်လေးပြီးတော့ကျွန်တော်တို့ပြန်လာလေ။တောင်ခန့်ချောင်းပြောကြရအောင်။ဒီဦးတွေမှာစက်တာတွေတော့ဝင်ရေး။ဒီဦးတွေပွဲတော့ကြီးတကုန်ပါ။ပွဲကောက်ကြီးတကုန်ပါ။ဗါလေပန်းမြို့တော်လား။ပန်းချံမှာတပ်ပုံရိုက်ဖို့တရေစကားပါဗျာစီ။တောင်ခန့်ပြွာကြတယ်။တိုင်းချေကစနစ်တကျတဲလာခဲ့တဲ့နေရာ ဒီမှာကျွန်တော်တို့ဆရာလေးမျိုးကျော်ပြောထားတဲ့အတိုင်းဆိုတော့ကျွန်တော်ဒီကြောက်ဖြူမျိုးနဲ့နီးနဲ့တဝိုင်းမှာရှိတဲ့ပေါ့နော်စစ်ကောင်စီရဲ့ဒီတက်မ69စစ်ချောင်းတစ်ခုလုံလိုက်ရဆိုတော့စစ်တွေပြတ်တော့သွားတယ်လို့သိရတာပြမကဲ၍ကျွန်တော် A ဘက်ကနေပြမရှင်ပြတ်သွားတာလားဆိုပြမဒီသတင်းတွေလည်းထွက်ပေါ်နေတာဖြစ်ပါတယ်ကျွန်တော်ဖားကဘမအခုဆိုရင်ကြောက်ဖြူစစ်တွေစားတယ်ပေါ့နော်မြို့တော်တော်များများမှာ AA နဲ့ KA ကနေပြမစစ်ချောင်းထုံးမှုတွေပြမစစ်ကောင်စီတပ်ဖွဲ့တွေစတင်ရှင်းလင်းတိုက်ခိုက်မှုတွေလုံဆောင်နေတာမို့လို့ မကြခင်မှာတော့ data ပို့ပြီးမှကောက်မှလည်းတရင်တွေကြိုက်ဖို့ရှိတာဖြစ်ပါတယ်ကျတို့တင်နေလေးဟာဆိုရင်လည်းတောင်ခါမှရှိတဲ့ scan sys scan တွေကိုသူတိုက်ကိုတိုက်နေပေါ်တော့အပြိုင်ဆိုင်ဖို့ဆိုရင်စစ်ကြောင်းခင်းပြီးမှ viewer တွေနဲ့စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုံဆောင်နေကြတာမလို့ကျတို့အနေနဲ့မကြခင်မှာတော့ဘယ်လိုမျိုးခင်းချင်းတွေဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှအခုဆိုရင်စစ်ကောင်စီရဲ့ဆရာတရုတ်ဖီးယားကိုတင်နယ်လီအနေနဲ့ဘယ်လိုမျိုးတွေကြော်ဖြတ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ ်ဟူတန်ဆွန်နိုင်ရဲ့တုံသက်ချက်လေးပဲဖြစ်ပါတယ်ဟူတန်ဆွန်နိုင်ဘယ်လိုမျိုးတွေ parameter ဆိုတာကျွန်တော်ဆက်ပြီးတော့မှတ်ချက်လေးရအောင်နော် TNL ကိုဒီနေ့ချုပ်ခိုင်းနေတာအဓိကကအားလေမဟုတ်မဟုတ်မင်းဆိုတာကတော့ဒါကဗရမားမြေဖြစ်တယ်ဂျနာမြေဖြစ်လို့သူကထည့်ပြောတော့ဒါပေမဲ့တကယ်ကတရုတ်လူကျင်တာအဲ့ဒါမဟုတ်ပါဘူးဒီဘောကြောင်းမယ်နော်အဲ့ဒီကနေချုပ်ခွာပေးဖို့ချုပ်ခွာပေးဖို့ဆိုတာလေနော်ဒေသတစ်ခုလုံးပေးဖို့မဟုတ်ဘူး MND လိုပဲနော်မြူရီယာထွက်ပေးဖို့ဘာကြောင့်လဲဆိုတော့ तू က လာရှုဟူဆဲမူဆဲမန္တလေးကာလန်ကြီးနော်တနေ့ကိုဒေါ်လာတန်းလောက်ကျွန်တော်တို့အကျိုးမြတ်နေရနေလမ်းကြောင်းကြီးပြန်ဖောက်ဖို့အတွက်တရုတ်ကလုပ်အဲ့ဒီညီနိုင်နေတဲ့အကျိုးစီးပွားတွေမှာအရှက်မရှိတဲ့ညနေပြောင်းစစ်ကောင်စီအစိုးရကလည်းနော်တပြားဖို့ပဲရရနှစ်ပြားဖို့ပဲရရဝင်ပြီးတော့ကျွန်တော်တို့ဟိုအယိုးရင်းကိုက်နိုင်မှုအတွက်ဝင်ပြီးတော့ပြောဆိုဟိုနေတာဖြစ်ပါတယ်အဲ့တော့ချိုးလို့ခြင်းတဲ့သဘောကတော့ ီကိစ္စတွေကဆက်ပြီးတော့ဖြစ်နေ ਉ ကျွန်တော်အရင်တပတ်ကလည်းခင်ဗျာပြောခဲ့ပြီဟုတ်เนาะ MNDA ပြီးရင် TNL လာမှာ TNL ပြီးလို့ရှိရင်ကျွန်တော် KIA လာမှာအားရောက်လဲဆိုအဲ့လမ်းကြောင်းမှာနောက်ထပ်ရှိနေတာက KIA ကကုတ်ခိုင်းဘက်မှာသူကတိမ့်တာသေးတယ်အဲ့တော့ KIA နဲ့လည်းပြောဦးမှာပြောတာကဆက်ဆေးရေးလို့ပြောတာဟာအဓိကအားဖြင့်သူ့ရဲ့စီးပွားရေးအကြောင်းချက်အပေါ်မှာမူဆယ်မန်လေးစီးပွားရေးလမ်းကြောင်းကြီးပြန်ပြီးဖွင့်လှစ်နိုင်ဖို့အတွက်သူကကြိုးပမ်းနေကြည်လိုက်မှဖြစ်ပါတယ် ဟုတ်ကဲ့အဲကြောင့်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်လို့နော်ဆက်လက်ပြီးတော့ကြားပေးလာနိုင်သို့တော့ MND နဲ့မတူတဲ့အနေအထား DNL မှာရှိပါတယ်နော် DNL ကနော်ကျွန်တော်နေဇက်ဒေတာမှာရှိတာမဟုတ်အဲ့တော့ DNL အနေနဲ့ကျွန်တော်တို့ကြောင်းမှန်ကန်မှန်သိအောင် DNL အနေနဲ့လေပြန်ပြီးတော့တုံ့ပြန်ရမယ့်အခြေအနေဖြစ်တယ်အထူးသဖြင့်တိတိကျကျပြောရလို့ရှိရင် DNL အနေနဲ့သူ့ရည်ရည်ချက်ကိုပြကျင်နေဆိုလို့ရှိရင် တောင်ကားမှာရှိနေအမြောက်စခန်းသုံးခုကိုအပြတ်ရှင်းပြီးပြင်ဦးလင်ကိုချင်းချောက်လိုက်နိုင်တယ်ဆိုရင် DNL အနေနဲ့ new dollar ရေးမှာတောင်းဝန်ကြည့်ပြီးကျွန်တော်တို့ခြားသောအင်အားစုတွေနဲ့ဆက်လက်ပြီးတော့နော်အောင်ပွဲစီကြီးတဲ့နိုင်ပြီလို့ကျွန်တော်တို့ယူဆပါတယ်ဒီမှာကျွန်တော်တို့ဆရာဦးတန်းဆိုနေပြောထားသလိုဆိုရင်တော့ခုဆိုရင် DNL ဘက်ကနေပြန်မတေဟုတ်ဖျားကိုပြပြသားနဲ့ဆန့်ကျင်ဖို့ဆိုရင်တော့တောင်ခန်းကိုပေါ့နော်အရာတင်းဖို့လိုအပ်နေပြီဆိုတော့ကျွန်တော်ပြောဆိုထားတာပဲဖြစ်ပါတယ်တရုတ်အနေနဲ့ကတော့သူတို့ရဲ့ဒီနေဆက်ကုံသွေးစီမင်းတကြောမှာရှိတဲ့ မျိုးတွေတော်တော်များများကိုတောင်းလိုက်တဲ့ဖွဲ့တွေကိုလစ်လို့ဖို့ဖျားပေးလာမှာပဲပြုမှာခုဆိုရင်တည်နေလို့ကိုပါတီပေါ်ကြောင်မဲမျိုးတွေကနေပြုမှာဆိုးပါဖို့ပြောဆိုလာတာကိုတွေ့ရတာပဲဖြစ်ပါတယ်လာရှုမျိုးအဆင်လဲ MND ကနေပြီးတော့မလဲလို့ထားခဲ့တာပြုမှာနောက်ကရနေတရုတ်ကနေပြုမှာခုဆိုရင်စစ်ကောင်စီလက်ထက်ကိုပြန်လဲထိုးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အင်းဒီချင်းနိုင်ငံဖြစ်တဲ့တရုတ်ရဲ့ဒီလိုမျိုးတော်လန်ရေးမှာထဲထဲဝင်နေဝင်ရောက်နောက်ရှိမှုတွေကိုကျွန်တော်တို့တော်လန်ရေးတဖို့ဝင်နေရတယ်ပြုမှာပြပြတတ်တတ်နဲ့ဆန့်ကျင်ပြုမှာပေါ့နော်ကျွန်တော်တို့ကဘာလဲဆိုတာကိုပြတ်တိုင်မဲ့အချိန်ပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အင်းတိုင်ကဒီတိုင်းမိုးလီမီးယားရဲ့တပ်ပိုင်ပစ္စည်းတွေကိုရောင်းချနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ထားတဲ့ဟာလေးကျွန်တော်စပီရိုမှာချလိုက်ရအောင်နော်။ကျမကအမတ်တဆက်လက်နဲ့ပစ္စည်းတည်ရင်အင်းနိုင်ကပါ။ကျမတို့တည်ရင်မူကြီး3364ကိုဒုတိယဘုံမူကြီးထွန်းနေဝင်နဲ့သူဇနီဒေါ်ငိမ့်ငိမ့်မြင့်တို့အကြောင်းကိုပြောချင်လို့ပါ။တရင်မှုနဲ့တရင်မှုခတော်တို့ဟာတက်ထဲမှာရှိတဲ့တရက်သီးပိန်းနေသီးတွေကိုလေလံဆွဲပြီးရောင်းစားနေပါတယ်။တရက်သီးဝယ်တဲ့သူတွေကလူမနေတဲ့အခန်းတွေကအသီးတွေကိုလည်းခုခိုင်းတာကြောင့်တက်လုံကြုံကြီးလည်းကြိုးပောက်ပါတယ်။ ဒါအပြင်တက်ထဲမှာအရေးရတဲ့အပင်ကြီးမှန်သမျှကိုလည်းခုတ်လဲပြီးရောင်းစားပါတယ်။တက်မတော်မှာမူရတီတစ်ပင်ဆိုင်ပွဲတွေလုပ်ပေမဲ့ရှိပြီးသားအရေးရတဲ့အပင်တွေကတော့မရှိတော့ပါဘူး။တယင်းမှုနဲ့တယင်းမှုကတော်တို့ဟာတက်ထဲမှာရှိတဲ့ငါးကန်တွေကိုလည်းအပင်ကလူတွေကိုငှားစားပါတယ်။ငါးတွေမွေးဖို့အတွက်အပင်ကနေငပုတ်တွေကိုကားတွေနဲ့နေစဉ်ရက်ဆက်တဲပါတယ်။ကြာရင်တက်ထဲမှာနေတဲ့စစ်တီရဲမီတွေယောဂရနိုင်ပါတယ်။မင်းလင်ကုန်းခေရောက်နေတဲ့စစ်တီတွေစီကနေလဲဆက်ကြီးအနေနဲ့ပတ်စံတွေပြန်သွင်းခိုင်းနေပါတယ်။ ကိုရောင်နေတဲ့ကအပင်တွေကရတဲ့ပိနေသီးတွေကိုခုပြီးတယင်းမှုခရော်ကရောင်းစားပါတယ်။တတလုံးမှာရှိတဲ့တီယိုပင်မှန်သမျှကိုလည်းတယင်းမှုအိမ်မှာအလုံးလုံးတဲ့စစ်တီတွေကနေတိုင်းကောက်ရပါတယ်။ပြီးရင်အပြင်မှာရောင်းစားပါတယ်။တယင်းမှုအိမ်မှာခိုင်းမှုဆိုပြီးစစ်တီလေးယောက်ခေါ်ထားပါတယ်။ရဲမေကတော့လှုပ်သားဆင်းရဲတဲ့ရဲမေကိုခေါ်ခိုင်းပါတယ်။စနေနေ့ကျရင်လိုင်းထဲကရဲမေ၄ယောက်နဲ့လှုပ်သားရဲမေနဲ့ဆိုရင်၅ယောက်ပေါ့။ရုံပရဲ့စနေနေ့နဲ့တိုက်နေရင်ဖတ်ထိတ်ကိုစနေနေ့အစားထိုးပြီးကြိုခိုင်းပါတယ်။ ဲ့ဒီရဲမေ9ယောက်ကစနေနေ့အပတ်တိုင်းဖတ်ထိတ်ကိုတက်မှုအိမ်မှာလုပ်ရပါတယ်။ဒိုင်းထဲကရဲမေတွေဖတ်ထိတ်ပြီးလို့အိမ်တန်ရောက်တာတော့သူတို့မှမပြင်ရပါဘူး။7နာရီ10နာရီမှပြင်ရပါတယ်။တက်ပြင်မှလည်းခြံွက်တွေဝယ်ပြီးအိမ်ဆောက်ထားပါတယ်။အိမ်ဆောက်တဲ့အခါမှလည်းအပြင်ကလက်သမားတွေမငါပြီးတက်ထဲမှာရှိတဲ့စစ်တီတွေကိုလက်သမားခေါ်ခိုင်းပါတယ်။ခွင့်မဲ့ဖြစ်နေတဲ့စစ်တီတွေရဲ့လစာရည်နဲ့ရိတ်ခါတွေကိုလည်းခွင့်မဲ့မကျညာဘဲနဲ့ထုတ်စားနေပါတယ်လို့ရင်ဖွင့်လာပါတယ်ရှင်။တော်လေးကိုစိုးနေတာနော်။တက်မတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ တပ်ပတော်သားအရာရှိစစ်တီတွေအင်တာနက်ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်း message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေအဆက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ကျွန်တော်ကြားတဲ့အတိုင်းပဲတိမ်မှုလေးမရဆိုတော့တော်တော်လေးတောင်းချနေတာပြီးတော့မှတထဲမှာရှိတဲ့ပစ္စည်းတွေမှာတမယောအလုံးကိုရောင်းချဖို့ပြင်ဆင်နေတယ်ဆိုတဲ့ကြောင့်လည်းကျွန်တော်တွေ့တာပဲဖြစ်ပါတယ်။တက်ပိုက်မြေဆိုပြီးတော့မှတောင်းပါပေါ့နော်အခုဆိုရင်ရောင်းချဖို့လို့နေတော့ကြည်ချမ်းပဲဒီကောင်တွေကဘယ်လိုထိလောဘကြီးပြီးတော့မှကျွန်တော်ပြည်သူတွေနဲ့ဒီလိုမျိုးသူတို့အောက်ခြေတသားတွေတောင်းမှ ရစေရုံမှနေလဲဆိုတော့တွေ့ရပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဘောမချော်ဆိုးကနေပြီးတော့မှကျွန်တော်တို့ခုဆိုရင်ပြည်သူပြည်သားတွေအားလုံးကိုပုံမပြုတော့မှပေါ်တာဆွဲတင်တယ်ဆိုပြီးတော့မှအားချောင်ပြောဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်လား။ဒီမေလာခုနှစ်နေမှာဆိုရင်ဖားကတ်မြို့နယ်ဆိုင်ဖရာရွာပေါ့ဗျာဆိုင်ဖရာရွာကိုရောက်နေပြီလို့ဒေသခံတွေကတော့သိတယ်ဆိုင်ဖရာရွာကိုရောက်နေပြီအဲ့တော့ KIP တရားတွေတော့ဒီတပ်မတော်ဆီကြောင်တောင်းလျှောက်လမ်းမှာတောင်းလျှောက်ပိတ်ဆို့နေပိတ်ဆို့မှုကိုတပ်မတော်ကဒီ drone တပ်ဖွဲ့ပြီးလမ်းလက်ကြီးပြုတ်ခုနဲ့တောင်းလျှောက်ပြစ်တယ်ပြီးကျော်လေကြောင်းနေလဲအချမ်းမတမိုင်ရှင်းတော့တောင်းလျှောက်ပုံကျဲတယ်အဲ့တော့တော်တော်လေးကိုကျွန်တော်တပ်မတော်ကတော်တော်လေးရွှေ့နေပြီအဲ့ရှိတော့ကျွန်တော်ဖားကန်နဲ့တိတ်မွေးတော့တိတ်မွေးတော့ဒါတဲ့အချိန်တွေကကျွန်တော်အင်းတော်နဲ့ဖားကန်လမ်းမိုင်အဲ့မှာဆိုလဲဒီတပ်မတော်ဆီကြောင်တွေကနေမြေနေမြေရှင်းလင်းဝင်တောင်းလျှောက်လုပ်နေတယ်အဲ့ဒီဆက်ကြောင်နဲ့ကျွန်တော်ဖားကန်တက်မယ်ဖားကန်တက်ပြီးတော့ကျွန်တော်ရခင်ကဆုံးရှုံးခဲ့တဲ့နေမြေနေမြေမှာရှိတဲ့စကန်တွေပြန်ထိုင်မယ်ပြန်ထိုင်ပြီးတော့ကျွန်တော်နေမြေရှင်းလင်းဝင်တောင်းလျှောက်လုပ်မယ် တော့ကြောက်လို့မယ်ဖခါစစ်စင်လေကျွန်တော်များစွာအောင်မြင်တယ်နောက်တဲ့အချိန်မျိုးကမိုးပြဲအဲ့တော့မိုးပြဲလက်ရှိတိုက်ပွဲတွေဖြစ်နေတယ်မနေ့ကကျွန်တော်တို့ဒီမိုးပြဲမြို့မှာရှိတဲ့ဒီတပ်မော်တာတွေရှေ့တန်းမှာရှိတဲ့တပ်မော်တာတွေကျွန်တော်တို့ဒီဗီဒီယိုကပြောရတယ်အဲ့မှာဆိုကျွန်တော်ပါစာရီလည်းပါတယ်ပါစာရီပြောနေတာကိုကြီးတွေမှာညီတို့ချရပါတယ်ညီတို့ချတယ်တကယ်ပါစာရီကိုတော်တော်ကြီးကိုကျွန်တော်တို့လက်တပြောင်းလိုက်တာတကယ်ကိုလက်တပြောင်းတယ်ပါစာရီတကယ်လက်ရှိအခင်းချင်းမှာကျွန်တော်တို့ဒီနိုင်ငံတော်ကာကွယ်ရေးတွေမှာပါဝင်တဲ့ပြည်သူစစ်မှုထမ်းတွေကျွန်တော်တို့များစွာဂုဏ်ပြုပါတယ်များစွာဂုဏ်ယူပါတယ်သူတို့တာဝန်ရှိပါတယ်တာဝန်ရှိပါတယ် တော့တကယ်ကိုကျွန်တော်အားကိုရတယ်ဒီပါစာတွေပေါ့ပြည်သူစစ်မှုတိုင်းတွေပါတကယ်ကိုအားကိုရပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ဆက်ပြောရမယ်ဆိုရင်တစ်ဖက်မှာကျွန်တော်တို့ဒီဂန်ကောတို့ဂန်ကောခေတ်အိမ်မှာဂန်ကောခေတ်မှာရှိတဲ့ဒီလူငယ်လူရွယ်တို့တက်မလို့ကလူသိစုပါကောက်ပါကောက်ကိုကောက်ပြောပြီးတော့တော်အကြပ်ပတ်ကြီးကောက်သွားလိမ့်မယ်ကောက်ကိုကောက်ပါကျွန်တော်နိုင်ငံတော်ကာကွယ်ရေးအတွက်လူတိုင်းလူမှာတာဝန်ရှိတယ်ခမရကချမ်းသာလို့ခမရကစင်လို့မဟုတ်အားလုံးကခမရအားလုံးကတာဝန်ရှိတယ်အားလုံးကတာဝန်ရှိတယ်ခမရကြည့်လိုက်လေကျွန်တော်တို့ဒီခမာနီမှာဖြစ်ခဲ့တယ်ခမာနီမှာဖြစ်ခဲ့တယ်အောက်မှာတိုက်ပွဲတွေဖြစ်တယ်မြို့တွေလူတန်းစားတော့အေးဆေးပဲ ။နောက်ဆုံးအဲ့မှာမျိုးတွေလူသားတွေအားလုံးကမြဆင်းရဲချမ်းသာတာမျိုးအကုန်လုံးကောင်းဖြစ်ပြီးတပ်လိုက်တာ။အဲ့ဒီဖြစ်စဉ်တွေဖြစ်တယ်။ခင်ဗျားတို့ဒီလိုအခင်းချင်းကခင်ဗျားတို့ချမ်းသာတဲ့လူသားနဲ့မဆိုင်လို့မတွေးနဲ့။ခင်ဗျားတို့ပညာတတ်တဲ့လူသားနဲ့မဆိုင်လို့မတွေးနဲ့။အငါတို့ကဟိုလူနဲ့တီးလို့ဒီလူနဲ့တီးလို့ငေါင်းနဲ့မဆိုင်လို့မတတ်မနဲ့။တမိုင်းမှာခမာနေဖြစ်စဉ်တွေဖြစ်ခဲ့တယ်။အားလုံးနဲ့ဆိုင်နေ။အကုန်ဝင်ပါမှာ။အကုန်ဝင်ပါမှာ။နိုင်ငံတော်ကဝင်နေပါတဲ့အားလုံးကတောင်းရှိတယ်။ဒါကြောင့်ကျွန်တော်တို့ဒီပြည်သူစစ်မှုရနဲ့ပတ်သက်ရင်လူတွေကျွန်တော်တို့ကောက်ပါ။အဲ့ဒီမှာကျွန်တော်အာဂိတိကင်းဖို့လိုတယ်၊ငွေကြီးအရှုပ်ချင်းကင်းဖို့လိုတယ်။ဒါတိတ်ကိုရေးကြည့်တယ်။ဒီနှစ်ချက်ကိုလွတ်ပြီဆိုရင်ကျိုက်တာအကုန်လုံးအားလုံးတရားတယ်။ ဘာကြောင့်ဆိုနိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်အားလုံးတရားတယ်လူတို့မြအရာအားလုံးတရားတယ်ကျွန်တော်တို့ကဒီနိုင်ငံကာကွယ်ဖို့ကြောင့်လုပ်တာနိုင်ငံတကာနိုင်ငံသားအားလုံးကတောင်းရှိတယ်ကျော်ဆိုးကတော့ဟုတ်ဆိုရင်ကျွန်တော်ပြည်သူတွေအားလုံးပါနော်စစ်ထဲအတင်းသွင်းဖို့ပြောဆိုနေတာကိုတွေ့ရတယ်ပဲဖြစ်ပါတယ်ဟုတ်ဆိုရင်ကျွန်တော်လူငယ်မှသမျှစစ်ထဲဝင်ပြတော့မှကျွန်တော်ရှေ့တန်းကိုပို့ရမယ်ဆိုတော့ခရီးချင်းနဲ့ဟုတ်ဆိုရင်ကျွန်တော်ဒီပြည်သူလူထုတွေကိုစကွန်ဆဲနေပြတော့မှပေါ်တာပို့ဆွဲတင်တယ်ဆိုတော့အခြေအနေလေးပေါ့နော်သူပို့နေတော့ချီချမ်းဖြစ်ဒီကောင်ကတော့သူပြောခဲ့တဲ့စကားတွေတော့မချခင်မှာပြန်ပြတော့မှတောင်းရရမယ်ဆိုတဲ့အကြောင်းကိုလည်း ်တပ်ပြီးတော့မှတတိပေးပြောလိုပါတယ်ကျတို့ခုဆိုရင်တော့ဖားကန်ဘုံဘော်ဆတဲ့နေရာတော်တော်များများမှာ KIPDF ပူးပေါင်းတပ်ဖွဲ့မှနေရာတွေပြီးတော့မှစစ်ကြောင်းထွက်လာတဲ့စစ်ခွေးတဲတိုင်းကိုဂျင်းမိုးတိုးတင်နေတာပြီးတော့မှဘော်မျိုးကိုလည်းရရှိဖို့ဝင်ဝင်ကြိုးစားနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်ဆိုတော့ကျတို့လည်းပေါ့နော်ကချင်းပြည်နယ်မှာဆိုရင်တော့ဒီမြို့နဲ့မြို့မှာမချက်ခင်မှာတော့တရင်ကောင်းတွေချမ်းမယ်လို့မျှော်လင့်ပါတယ်ဒီကြောဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးရှုနေကြတဲ့မြို့ပပီတူတွေကလည်းမြို့မှာလည်းကိုယ့်ရဲ့အမြင်လေးတွေကိုလှလဆွာနဲ့ပြောဆိုခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ် ောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘောမှာအယိုးကိုက်တွေထားပါဗောနော်ပေါ့ပန်းလေးဆွေတွေပြောတတ်တဲ့ဒီမြို့ဆိုးနဲ့ဘူလလာဆွေတို့မိမလျာ၃ယောက်ကနေပြတော့မှာဘယ်လိုမျိုးပြောနေမျိုးဆော်ရီပြောထားမလဲဆိုတာကျွန်တော်စပီရမှာချိလိုက်ရအောင်နော်ကျွန်တော်အရင်ကတော့ပြောပြလိုက်တာဒါဒုတိယကျင်းတတိယကျင်းကပြောတာပါဟုတ်ကဲ့ကျွန်တော်တို့ကသူတို့ရဲ့ PDF ဒီ NLD တွေသူတို့ရဲ့ဒါနာမည်တော့ပြောရမှာပါဟုတ်ကဲ့ပါဟုတ်သူတို့ရဲ့ခေါင်းထဲမှာဖရာတရားတန်ကာဆိုတာမရှိတော့ဘူးဒီပါဆရာဆိုတာလည်းမရှိတော့ဘူးသူတို့ရဲ့အုံတော့ကဲကိုပြောမြန်နေပြောတာနော်ဒီပါဆရာတွေအကုန်လုံးထုတ်ပြန်ပြီးတော့ပါ တော်စုကြီးဆိုတာရှိသွားတယ်ရှိသွားတော့သူကဘေးစူးဘေးစူးတဲ့ကုန်လုံးဟာကုန်လုံးတတ်မယ်ပြမယ်ဆရာမလည်းတတ်မယ်ပြအမေတို့တက်တဲ့ကလေးပါလေကိုအစ်စက်ကောင်မှဒီလမ်းကြတယ်လေဟုတ်ဒါဒါအလုပ်တည်ပြီလားဟုတ်ဒါဒါသူတို့ကမရှိတော့ဘူးကောင်ဒါတွေကကွာထားကွာတော့ဟုတ်ကဲ့ဟုတ်ကဲ့ဒါလည်းမြင်နေရတော့ ဒေါ်စုကြည်ကြောင့်ဒီလိုမျိုးပြဿနာတွေဖြစ်လာတာက80ရာခိုင်နှုန်းလို့ထားပါဆိုဘုရားအဲ့ဒါဆိုရင်ဒေါ်စုကြည်ကိုစင်ပေါ်ရောက်လာအောင်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်လာအောင်လွတ်တယ်ကိုရောက်လာအောင်ခေါ်တာအမေးလို့ဆိုရအောင်ကျွန်တော်ကျွန်တော်အဲ့ဒါကိုပြောချင်တာအဲ့ဒါတော့ကျွန်တော်ဟိုဒီမျိုးကိုပြောပြတယ်ဟုတ်ကဲ့ကျွန်တော်တို့ကကျွန်တော်ဒီမှာနိုင်ငံမှာအမားကြီးခဏခဏကြိုးတော့ကြာတယ်လူကြီးရနော်ဟုတ်ကဲ့ဒါကျွန်တော်တို့ကထောက်ပြရမယ်ဟုတ်ကဲ့နောက်တစ်ခါမမားဘူးလို့လေဟုတ်ကဲ့ဟုတ်နာရာကပြည်သူလူထုရဲ့နာရာဟုတ်ကဲ့သူကတော့တာတရာပဲသူကြီးကဥပမာတစ်ခါတစ်ခုနာရာက ဟလာတော့ဆန်းစုကြည်ကိုရှစ်ချက်ရေးကြည့်တဲ့အချိန်မှာဖြစ်တဲ့နေတဲ့အချိန်မှာတော့ခင်ကြည်နေမကောင်းဖြစ်ဟုတ်ကဲ့ဒီကောင်ပေါင်းလဲဖြစ်တဲ့အချိန်မှာအောင်စားဥပလာချင်တယ်အောင်စားစုကြည်ကလာချင်ဟုတ်ကဲ့လာချင်တဲ့အချိန်မှာအောင်စားအတော့အောင်စားစုကြည်ကလာချင်တယ်လို့ပြောသေးဘူးအောင်စားဥပလာချင်တယ်လို့အရင်ပြောတာဟုတ်ကဲ့ဟုတ်ကဲ့အောင်စားဥပလာချင်တယ်လို့ပြောလိုက်ဥအောင်စားဥပလာလို့ရှိရင်သူကသူတင်းကြုံပြီးတော့ပြန်သွားပြီးပြီဟုတ်ကဲ့ဒါပေမဲ့အောင်စားဆိုတာ မေရိကန်မှာနေတဲ့ engineer ကအားကြောင်းတာဆက်လာရှိနိုင်တယ်။ဆောင်းကြီးဆိုအဖော်လိုကလာတဲ့နေဆိုတော့ဘုရားမူကြီးသောမောင်ရဲ့ကင်းနဲ့ပြရတုံးတက်တယ်လို့ယူဆတယ်။အကြောင်းဘုလိုအောင်စားကိုပိတ်တယ်။ဟုတ်ကဲ့။မေရိကန်အောင်စားသူကတော့ဒါတပည့်လို့ရပါတော့မပြင်းညစ်ကြယ်လေး။ဟုတ်ကဲ့မပြင်းညစ်ကြယ်လေးကိုကွန်ပျူတာစီးရင်းပါလေးအဆင်ပဲရှိတယ်။အဲသူကိုခေါ်လိုက်ဆိုမူရတာပဲ။အဲလူကြီးကအဲ့ဒါတခုဟုတ်ကဲ့အဲ့ဒါတခုဟုတ်အဲ့ဒါသူ့ကိုရောက်လာတယ်နောက်တစ်ခါသူ့ကို လူကောင်ပဲဥရိယလူကောင်ပဲဝေဝေမရှိဘူးဟုတ်ရဲ့လို့ပါတယ်အဲ့ဒါကိုဖြေဆော့ပေးလိုက်ဒါနှစ်ခုဟုတ်ပြီဟဲ့အဲ့ဒါသူကဝင်လာတယ်တော်တော်ဝင်လာတယ်ဟိုနေရောကလေးဝင်လာလိုက်ခေါင်းလေးဝင်လာလိုက်ဟိုကလပ်ကြီးညီတိုင်းပေါ့ဟုတ်ဝင်လာတာပေါ့နော်ဝင်လာပြီးတော့ခုတိုင်းပြတယ်အခုချိန်မှာဒါမျိုးထပ်မပါဘူးလို့ဒီကောင်တွေကတော့ဗောနတစ်ကြီးပြီးတော့မှအချိန်မစည်းဘူးဆိုတာကျွန်တော်မြင့်မြင့်ကိုတွေ့ကြားလိုက်ရတာတွေလည်းရှိတာဖြစ်ပါတယ်အခုဆိုရင် ဒီလိုမျိုးကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးတွေတော်တော်လေးကိုရှုပ်ထွေးပြီးတော့မှဆင်းရဲမွေးတည်မှုတွေကြုံနေရတာတော့အမြင်ဆုံးနဲ့ပေါ့နော်စကောင်းဆောင်တချို့ကနေပြီးတော့မှဝင်ဝင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေဒီစွဲစွဲပြောဆိုထားတာပြီးတော့မှအဓိကအနေနဲ့ကတော့ပြည်သူတွေကိုဒီ brainwash လုပ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဂျန်လေးတက်တက်ရဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေပေါ်မှာဆလေးရုံမှမှုတွေလှုပ်ဆောင်နေတာပြီးတော့မှအကျဉ်းထက်တဲ့နေရာမှာလဲပေါ့နော်သူတို့အတိုင်းတာတစ်ခုအနေနဲ့တော့အောင်မြင်တယ်လို့ပြောမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ခုလိုမျိုး social media ခင်မှာဆိုတော့ ီသူတွေကလည်းပြတော့မှအမားနဲ့မန်ကိုကိုယ်ကွယ်ပြည့်ပြည့်သိရှိနေကြတာမလို့ဒီလိုမျိုးပေါ်ပန်းလေးဆိုရယ်ပြောဆိုနေကြတဲ့ဒီအုပ်စုတွေကိုကျွန်တော်ခုဆိုရင်လုံးဝနားမယောင်တော့ပဲနဲ့တော်လိုက်မှာထဲထဲဝင်ဝင်နဲ့ပူပေါင်းပြတော့မှလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ချောက်ဖြူမျိုးမှာစစ်ကောင်စီကနေပြတော့မှအေအေကိုရှင်းလင်းနေပြီးဆိုပြတော့မှပေါ်ပန်းလေးဆိုရယ်အယူစကားတွေလျှောက်ပြောခဲ့တဲ့ပေါ့နော်။ကျော်စိုးကိုကိုစီကနေပြတော့မှဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ ဒီကလာပေရောရဲ့ပလန်းကိုရပြန်ပြီးတော့ပလန်းဟဲ့ကိုကျွန်တော်ရွာတွေလိုက်ရွာတွေပေါ့ဗျာအဲဒီရွာတွေကိုဆက်ဆက်တဲ့ရွာတွေကိုရခင်ကအေးရထိချုပ်တာလေထိချုပ်ပြီးတော့ဘာတက်ဖို့ကတို့ဒီအဲဒီဘလာပေရောကနေပြီးစတေမောနေတဲ့ဂျာဗာတမားကိုပြစ်တယ်ပြီးတော့ဒရုန်းနဲ့ပြစ်တယ်ဘယ်ဒီပြညာထောက်ကူယူလို့လဲပြစ်တယ်အဲ့တော့အဲ့ဒီလာမှာတော်တော်ကြီးကိုရှင်းသွားတယ်လက်ရှိတော့ကျွန်တော်တို့တက်ဖို့ကအဲ့ဒီရှင်းသွားတာပေါ့ဟမ်ကန်းစားတဲ့နဘေးရှိတဲ့ရွာတွေအားလုံးကိုရေတက်ကနေအကောင်လုံးထားထုတ်တယ်အုံချံကြအိမ်သားတွေကိုအင်းဘယ်လိုလူတွေကပေါ်စိတ်ထက်တာတူကြီးကနေလို့မရတော့ဘူးလေဟုတ်တယ်မလား ပြီးသူအိမ်ကြီးကိုအကုန်လုံးဖုတ်ချပြစ်မှာပဲအဲ့ဒီဒေတာမှာဘယ်လိုမျိုးလို့ရတော့မလဲလို့ဟမ်အဲ့ဒါမင်းတို့နိုင်တာလားအဲ့တော့ပြောရမင်းတို့ကဒီမျိုးအကြမ်းဖက်တယ်မဟမ်မင်းတို့ကစားတာဖားတယ်ခင်ရအောင်တန်ဖို့ရှိသေးတယ်ဝင်ဒီလိုက်ခွက်ကြီးဝင်ဒီခွက်ကြီးမင်းတို့ပြောတော့ချင်တိုင်းတော့စကားတော့လုံးဟမ်အကြမ်းဖက်ဆိုစကားတော့လုံးကဘယ်လိုမှပြောတော့မလဲဘယ်ဟာအကြမ်းဖက်တယ်ဘသူဒီကအကြမ်းဖက်ဖြစ်တတ်တာလဲမင်းတို့ကမင်းတို့တတ်တာလို့ရဘူးအကြမ်းဖက်ဆိုစကားတော့နားလည်ကားမသိဘူးအဲ့တော့နားမလည်ဘူးလားနားမလည်မင်းတို့အကြမ်းဖက်ဆိုစကားတော့မင်းတို့တော့ချင်တိုင်းတော့လိုက်ပဲရတယ်ပြင်းနေတယ်အဲ့မင်းတို့အဲ့လိုတုံးနေပြီသူကမင်းတို့ကိုယုံနေ ဲ့တော့တကယ်တော့မင်းတို့ကပြည်သူတို့ဝေးတဲ့ဝေးအောင်မင်းတို့ကလည်းခံပြီးနေတယ်နော်အဲ့တော့ဒီကြေဟိုင်မှာဖြစ်နေတဲ့အဲ့ဒီရေတက်တောက်လျှောက်ကနေအဲ့ဒီရေတက်ကနေလမ်းကြီးထူထပ်တယ်ထူထပ်အဲ့ဒီဘက်မှာရှိတဲ့အပင်အခက်အကောင်လုံးအိမ်ကိုအိမ်အကောင်လုံးကျေဖို့အကောင်လုံးအဲ့တော့မင်းတို့နိုင်တယ်ထင်တာကောတောင်းကနေဟိုဘူတာကိုထိတယ်စုံစီစံစီဖိန်ခံပြီးပေါ်နေတာအဲ့မှာကျွန်တော်နိုင်တယ်ကျွန်တော်နိုင်တယ်ဆိုပြီးတိရနော်တက်တော့အေးရမှာကျွန်တော်တက်ဆွဲရတယ်အကြမ်းမသမားကြီးရဲ့ဒီစကန်လေးကိုလည်းထိပ်ပိုက်ထားတာရှိရဲအဲ့ဒီကဒီလက်ကပေါ် ဒီရှင်မလာကျွေးတဲ့ဖက်မှာတော့ကျွန်တော်တို့ဒီစိတ်ကျိုးရှိတယ်အဲစိတ်ကျိုးနေတဲ့သူတွေကဲ့ရောပေါ့အဲကြားရမှာတော့ဘလားပဲတော့ရှိအောင်လဲလက်ကြည့်မြင်ပါလေစိတ်ကျိုးဟာဒါကြောင့်ကျွန်တော်တို့ဒီရာမြေရဲ့စီးရှင်နေတဲ့ပတ်တိုင်းတော့အများကြီးကျွန်တော်ဟောက်ကောင်းတယ်ပြီးရင်ဒီတစ်ဖက်မှာဆိုလည်းပဲကျွန်တော်ဒီဘက်ရာမြေတောင်ပိုင်းရဲ့ဒီကြောက်တန်းရဲ့နေကြပြီးကျွန်တော်တို့ဒီဘက်ဒီပတ်တိုင်းမှာလာပါအဲ့ဒီဘက်ကတော့တိုင်ဝဲဆက်တိုင်ဆက်တိုင်ရှိတယ်ဒီတော့ကျွန်တော်အဲ့ဒီအချိန်မှာတော့တော်တော်ကြီးကိုကျွန်တော်အားကောင်းတယ်အဲ့တော့စစ်တိုင်းရတာကကျွန်တော်တူတဲ့ကိုယ်နဲ့ရှိတယ်တူတဲ့ကိုယ်နဲ့ရှိတယ် တက်ရှိရအေးကလာတိုင်းရတာကကျွန်တော်တို့ဒီဒီကျွန်တော်တို့ရဲ့အခိုင်အမာရှိတဲ့နေမျိုးလာတက်ရတာအဲ့တော့ကျွန်တော်တို့ဒါခိုင်တော့သရသက်တဲ့ပြောမယ်ရခိုင်ပြည်မှာရှိတဲ့နောက်ကလည်းစစ်ဌာနချုပ်ကြီးမကြခင်တုန်းကအဲ့တော့စစ်ဌာနချုပ်ကြီးမကြခင်တုန်းကကျော်စုတို့အပါအဝင်စစ်တပ်ပေါ်မှာနေဘယ်လိုပြောခဲ့လဲအခုလိုအတိုင်းပဲပြောခဲ့တယ်နော်တို့ဒီရစ်ခါလေးလမ်းကြောင်းလေးပို့ထားရအောင်တက်တော့ပြန်လဲထုတ်စစ်ဆန်မှာဒီစစ်နာချုပ်လာတိုက်နေတဲ့အကျန်းတက်အေးဘလိုပုံစံမျိုးထိထုတ်ထားပြီးတေတာဘလိုမျိုးတောင်းလဲကြာကြာရောစစ်နာချုပ်တွေကနေစစ်ကွေးတွေအောင်လိုက်ကျွေးတယ် သူတို့ကိုပြစ်ထားတာ၃လရှိပြီအစာရေစာဖြတ်လိုက်ပြီးတော့သေတော့မယ်သူတို့ကမှဘလို့မှခံနိုင်လို့ဆိုပြီးတော့နော်ဘလို့မှမကြောက်စစ်ထနာချုပ်ကြီးကြတော့အဲ့ဒီချိန်ကျတော့ဒီကောင်တွေတစ်သက်ပေါက်ပြီးပိတ်ပြီးမတိအောင်ဆောင်းနေကြတယ်ဟိုမှာစစ်ဝဲတွေသွေးလို့ပေါ့ပြီနော်အခုလည်းတပ်ဖြူတန်လွဲကိုသူတို့အာဘလို့မျိုးစစ်တပ်ကထိတ်ထုတ်ထားဥပြောတယ်ပြီးတော့ဆောက်ချက်မရှိတဲ့ကောင်ပြောတယ်ပြီးတော့ငါပြောတဲ့စကားမှားလားမအားစုလာရဲမီလိုတွေမီလိုတွေဆောက်ချက်ရှိလားမရှိလားအဲ့ဒါတည်းပေါ်ပြလာနော်အခု B တက်ပြီတည်းပြကိုစီရတော့ဗောနော်ချစ်လက်ချာချာနဲ့ကျော်စိုးပြန်ပြီးတော့မှလိုတီဖြဲထားတာဖြစ်တယ်ကျတော့ခုဆိုရင်တော့ ဒီကြော့ဖြူမျိုးနယ်မှာရှိတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံလိုက်ရဆိုတော့ပျောက်ဆုံးသွားတာဖြစ်ပြီးတော့မှ A ကနေပြီးတော့မှ Jeffrey တိုက်ခိုက်မှုတွေလွတ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းမျိုးတွေလည်းထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီရဟန်မီနယ်ထဲမှာရှိတဲ့ A မသိမ်းပိုက်ရသေးတဲ့မျိုးသုံးမျိုးကိုဒီနေ့ထဲမှာပဲအပြီးသိမ်းပိုက်မယ်ဆိုပြီးတော့မှကြွေးကြော်ထားတာဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့ကတော့ခုဆိုရင်တော်တော်လေးတုံးလို့ချောချနေကြတာမလို့ပါနော်အခုဆိုရင်ကြော့ဖြူမျိုးနယ်မှာတရုတ်လုံခြုံရေးအဖွဲ့တွေကိုတောင်းမှထားရှိထားတာပဲဖြစ်ပါတယ်။ဘလို့ပဲပြောပြောကျွန်တော်တို့ A ကဆိုရင်တော့သူတို့ရဲ့ရေမှန်ချစ်ဖြစ်တဲ့စစ်ကောင်စီအမြင့်ပြချေမုံရင်းနဲ့ ကျွန်တော်ရဟိုင်ပြည်နယ်ထဲမှာကျွန်တော်ရဟိုင်ပြည်သူပြည်သားတွေအတွက်ပေါ့နော်တန်းတူခွန်ရေးရရှိတွေကိုခုဆိုရင်လစ်သွေးအကောင့်ထဲပေါ်နေတာမလို့မချခင်မှာတော့ကျွန်တော်ရဟိုင်ပြည်သူတွေတမခပြီးမှမှရှိတဲ့ပြည်သူတွေအတွက်ပါတရင်ကောင်းလေးယူဆောင်လာပေးမယ်လို့မျှော်လင့်ရင်းနဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလို့အထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြည်သူတွေမှာတာရဲ Channel နဲ့နေ့တိလေးဖန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်